ဟဲ့အမျိုးလိုရေးကျွန်တော်တို့ထိုင်းမှာရှိတဲ့ရှေ့ပြောင်းလို့တမလေးနိုင်ငံသားတွေအားလုံးအတွက်ကိုလောက်တမောင်းဝင်ကြီးဌာနနေပြီးတော့အတင်းကောင်းလေးတခုပေါ့နော်ကြီးညာလိုက်ပါတယ်တင်းကောင်းလေးတခုကတော့ဗာလဲဆိုတော့ဂျန်တဲ့နိုင်ငံကြီးအတွက်ကတော့တင်းကောင်းပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ဟိုမြန်မာနိုင်ငံအတွက်ပေါ့နော်ကျွန်တော်မြန်မာရှေ့ပြောင်းလို့တမတွေအတွက်ကတော့ဒါဟိုတင်းကောင်းဖြစ်ကောင်းဖြစ်ချင်မှာဖြစ်မှာပေါ့နော်ဘာကြောင့်လဲဆိုတော့နိုင်ငံရဲ့နိုင်ငံရေးအရာတော်တော့နော်ကိုယ်နည်းကကိုယ်ရွာရဲ့အခြေအနေအရာတော်တော့ကောင်းပေါ့နော်ဒါတွေကိုအရင်ဥဆုံး ကြည့်ပြီးတော့မှကျွန်တော်တို့ကပြန်ရဖို့အတွက်ကိုအရင်ဦးဆုံးအဲကျွန်တော်အမှန်စကားလေးပြောလို့ပါတယ်ဗျဟုတ်ကဲ့ဘာကြောက်လဲဆိုတော့နောက်တစ်ခုကကြတော့ဟိုကျွန်တော်နေရှိပြောလို့သမားလေးအတွက်ပေါ့နော်သူဖြေလျှော့ပေးလိုက်တဲ့အထဲမှာအရင်တော့ဆို VIP တုံးနေပေါ့နော်တုံးထုရင်1000 1200 1300ကြီးပေးရပြီးတော့မှမြန်မာမျိုးပြန်ရတာပေါ့နော်ပြန်တဲ့အခါမှာတော့ဟိုတိုက်တဲ့လောက်နေဝီဇာမကုန်မချေတနည်းအတွင်းပြန်ဝင်လာလို့ရတယ်နော်ဒါကတည်းကဒီတုံးထုထားတာလည်းပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့မထုပဲနဲ့ပြန်သွားတဲ့လူတွေပေါ့နော်အခုတို့ VIP ထုံးကို free ပေါ့နော် sorry free နဲ့ပြောင်းမတဲ့လူတွေကကြတော့လေးလပိုင်းတရက်နဲ့နေစားပြီးတော့လေးလပိုင်း15ရက်နေ့အထိကိုပဲသူကဖြေလျှော့ထားတာဖြစ်ပါတယ်အဲ့တော့ဒီတရက်နဲ့နေစားပြီးတော့15ရက်နေ့လေးလပိုင်းအထိကိုပဲသူကဖြေလျှော့တာပြီးတယ်15ရက်ကြော်သွားတဲ့လူတွေကထိုင်းကိုပြန်ဝင်လာမယ်ဆိုရင်ပြဿနာတက်ပြီးနော်ဝက်ပါမစ်တွေရဲ့ပြက်ဗီဇာတွေရဲ့ပြက်အကုန်လုံးပြက်သိမ်းခံရမှာဖြစ်တယ်ဆိုတာကိုလည်းပဲထမ်းမှန်ပြီးတော့ကြေညာထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ကကျွန်တော်အနေနဲ့ကျွန်တော် ရှင်းပြချင်တာလေးတခုอ่ะကြတော့ကျွန်တော်တို့ရွှေပြောင်အလုပ်သမားတွေကတကယ်လို့ကိုယ်နိုင်ငံကိုပြန်ကျင်တယ်ဆိုလို့ရှိရင်ကိုရကိုရွာရဲ့နေထားဖို့အရင်လေ့လာပါငါတို့ရွာမှာတေချာရဲ့လားเนาะဘာတွေဖြစ်နေတာလဲစစ်တွေရောဖြစ်နေရလားတိုက်ပွဲတွေဖြစ်နေတာလားเนาะငြိမ်မဲ့တက်တွေဖြစ်နေတာလားအဲ့ဒါကိုကိုယ်မကြည့်ပဲねကျွန်တော်ပြန်ကျင်တိုင်းပြန်လို့တော့အဆင်မပြေဘူးအော်ကိုပြန်သွားတယ်ဆိုကြပါဘူးပြန်တက်လာလို့မရရင်เนาะအလားမှာတခုခုပြဿနာတက်နေတဲ့ဟိုမှာတိုက်ပွဲဖြစ်နေဒီမှာစစ်ပွဲတွေဖြစ်နေလမ်းကြောင်းတွေပိတ်နေတယ် ကဲဒါမျိုးကြီးဆိုရင်ဘယ်လိုလုပ်မှာလဲအဲ့တော့အကုန်လုံးဖွင့်လဲမရဓမ္မလည်းဆုံးပုံပဲဖြစ်သွားနိုင်တယ်ဗျအဲ့အဘက်ကိုကျွန်တော်အနေနဲ့ကျွန်တော်အကြံပြုချင်တာကတော့ကျွန်တော်တို့တကယ်လို့ပေါ့နော်ကိုယ့်ရဲ့နိုင်ငံကိုပြန်မယ်ဆိုရင်တော့အကောင်းဆုံးနိလန်းတကူပေါ့နော်မဖြစ်မနေပြန်ရမယ်ဆိုရင်တော့မဖြစ်မနေပြန်ရမယ်ဆိုရင်တော့ကျွန်တော်တုံကြီးကိုတခါလေးထုပြီးတော့ပြန်သွားဖို့ပြောလိုပါတယ်ပတ်စံတစ်ထောင်ကျော်လေးကိုမတမျောကြပါနဲ့ဘာကြောင့်လဲဆိုတော့လမ်းအမှတ်တစ်ခုခုခိုက်တယ်လမ်းအမှတ်တစ်ခုခုဝင်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့တက်လာဖို့အတွက်ကိုလမ်းကြောင်းတစ်ခုခုမှာ ပိတ်မိနေရတော့ဆိုဆိုရင်တော့လကောင်းခုခုအဆင်မပြေမှုတွေကြုံတွေ့မယ်ဆိုရင်တော့ကိုကကိုအေးအေးဆေးဆေးပြန်ပြီးတော့တက်လာလို့ရနိုင်တဲ့အခြေထားမျိုးအချိန်ရတယ်အခုကကြောင့် free နဲ့ပေးရတယ်15ရက်ပဲသူပေးရတယ်အဲ့15ရက်တော့မှကိုပြန်ဝင်လာလို့မမီဘူးဆိုရင်ဘာဖြစ်သွားမလဲနော်အဲ့တော့ကျွန်တော်တို့တွေကဘလို့မှပြောလို့မရတယ်မြန်မာနိုင်ငံရဲ့လမ်းကြောင်းထဲမှာဒီနေ့ကောင်းနေတယ်ဒီနေ့သွားလို့ရနေတယ်မနေ့ဖန်ရသွားမရဘူးလို့လုပ်ပါလေအဲ့ဒီအတွက်ကိုလည်းကျွန်တော်အဓိကထားပြီးတော့ပြောရှင်ပါတယ် မသိသေးတဲ့လူတွေလည်းတကယ်သိအောင်ပြန်လဲပြီးတော့ရှင်းပြပေးပါကျွန်တော်ရှင်းပြပေးတဲ့အတိုင်းเนาะအထူးတိုင်းသားတွေအများကြီးပဲမွန်လို့ပြောတဲ့ကရင်လို့ပြောတဲ့တဝဲလို့ပြောတဲ့ဘာသာပေါင်းစုံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အကုန်လုံးကဗီဒီယိုကလုတ်လို့ပြီးမှာမဟုတ်ဘူးအဲ့တော့နားလည်တဲ့လူတွေပြီးတော့မိတို့ရဲ့တိုင်းရင်းသားကိုပြန်လဲပြီးတော့ညှဝေပေးပါဟောဒါမျိုးပြန်မယ်ဆိုရင်ဒါတွေလုတ်သွားတင်တယ်ဆိုတာမျိုးတွေပေါ့ကိုယ့်ဆိုရှယ်မီဒီယာကိုအကျိုးရှိရှိနဲ့သူတစ်ပါးတွေလည်းကြည့်တဲ့လူတွေလည်းအကျိုးဖြစ်ထွန်းအောင်ကြည့်တဲ့လူတွေလည်းသူတို့ဒုက္ခမရောက်အောင်လေအောင်ကြည့်တဲ့လူတွေအတွက်ကိုအကျိုးဖြစ်ထွန်းစေမယ့်အရာလေးတွေဆိုရင် ော်တော်လေးကိုဖန်တီးတင်ပါတယ်လို့ပြောလိုပါတယ်။เนาะ။ဒါကြောင့်တမယိုးကြကိုမြန်မာနိုင်ငံကိုကိုပြန်တော့မယ်ဆိုရင်ပထမအဦးဆုံးစစ်ဆေးရမှာနံပါတ်1လမ်းကြောင်းစစ်ဆေးရမယ်။เนาะလမ်းကြောင်းစစ်ဆေးပြီးတော့ကိုရဲ့ရက်ရွာရဲ့နေထားကိုစစ်ဆေးရမယ်။เนาะအေးချမ်းရဲ့လား OK ရဲ့လားရွာကိုလည်းဖုံးဆက်လိုက်ကြည့်အောင်ဘယ်လိုလဲပြန်လာတော့အဆင်ပြေရလားမပြေရလားเนาะဒါမှမဟုတ်နံပါတ်3 နံပါတ်3ကကြတော့ကျွန်တော်ပြန်တက်လာတဲ့ခါကျရင်တော့လမ်းကြောင်းမှာတခုလိုအပ်မလားဘာတွေလိုအပ်မလဲဘလို့မှအခက်ခဲတွေကြုံတွေ့ရနိုင်တယ်လဲဆိုတာကိုလည်းပဲထက်တွက်ပြီးတော့စဉ်းစားရမှာနဲ့ကြိုတင်ပြီးတော့ပြင်ဆင်ထားရမှာဖြစ်ပါတယ်။နော်အဲ့တော့တကယ်တကယ်မဖြစ်မနေပြန်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ free reentry တုံးထုတာမျိုးမလုပ်ပဲနဲ့ကျွန်တော်တို့ဒီတုံးကြီးကိုဒါလက်ဆံတထောင်ကျော်ဝအကုန်ခံပြီးတော့ဒါပြန်သွား။တုံးကြီးထုပြီးတော့မှပြန်သွား။ဒါမှ ပြန်တက်လာတဲ့ခါကျရင်အခက်ခဲမရှိအခက်ခဲရှိခဲ့ဆိုရင်တော့လည်းကုတုကအချိန်နဲ့အများကြီးရသွားတော့ပေါ့ဗျာဖြည့်ရှင်းဖို့အတွက်ပေါ့ဒါလေးကိုကျွန်တော်အဓိကပြောလိုပါတယ်ဒါကကျတော့ဒါလုဒ္ဓမာဝန်ကြီးဌာနနေပြီးတော့ဒါရှင်ပြန်လုဒ္ဓမာတွေကိုရီယန်ချီဖို့အဲကျွန်တော်တို့မကောက်ဖို့အတွက်ကိုပေါ့နော်ဒါထပ်မှန်ပြီးတော့ဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်တွေမှာအတည်ပြုပြီးတော့ဟိုထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အမျိုးတွေနေနဲ့ကျွန်တော်ပြောချင်တာလေးတွေကတော့ဒါပါပဲအဲကျွန်တော်တို့ဆောင်းရှောင်းရှောင်းလေးတွေပေါ့နော်ကြည်ကျင်တယ်ကျွန်တော်တို့ တိတိတဲ့လူမျိုးပေါ့နော်ကျွန်တော်တို့ဒီပြန်လဲပြီးတော့မျှဝေပေးခြင်းအပြင်လည်းကုညီပေးနိုင်တယ်လို့ကျွန်တော်ရဲ့ပေးတွေကျွန်တော်ရဲ့တင်ပေးနေတဲ့ဗီဒီယိုတွေကိုအားပေးတယ်ဆိုလို့ရှိရင်ပဲ like တွေ share တွေများများလေးလှုပ်ပေးဖို့တော့ကိုပြောလိုပါတယ်နော်ဟုတ်ကဲ့မျိုးတွေအားလုံးကပ်ကောင်းကြပါစေစေရချမ်းသာခြင်းကိုယ့်ရဲ့ကျန်းမာရေးကိုလည်းရနိုင်ကြပါစေမြန်မာနိုင်ငံအိမ်သားအများစုငြိမ်းချမ်းပါစေလို့ဆုမကောင်းလေးတောင်းပါတယ်